မင်္ဂလာပါဗျာအရိယာမြန်မာကနေပြီးတော့ဒဇမလ28ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စေရေးစီပွားရေးလူမျိုးရေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုအောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပရမောသောတင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ကြောင်မဲအနီစကန်သာရွာကိုတပ်မတော်ကတိမ့်ပိုက်ပြီးကြောင်မဲနဲ့လေးမိုင်กว่าထိရောက်ရှိနေပြီဆိုတဲ့သတင်းဖြစ်ပါတယ်ချမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်ကြောင်မဲမြို့နယ်စကန်သာကျွရအုပ်စု စကန်သာရွာကိုဒီရက်ပိုင်းတွင်မှာတက်မတော်ကတိမ့်ပိုက်ရရှိကြောင်းဒေသခံတွေစီကသိရပါတယ်။စက်တင်ဘာလ29ရက်နေ့မနက်မှာတော့တိုက်ပွဲဖြစ်ပွားတယ်မကြားဘူးလို့ဒေသခံတို့ကပြောပါတယ်။လက်ရှိတက်မတော်စစ်ကြောင်းတွေဟာကြောင်မဲမြို့ကိုရောက်ဖို့၄မိုင်လောက်လုသေးတယ်လို့သူကပြောပါတယ်။နောင်ချိုကိုတိမ့်ပြီးနော်။စကန်သာကို TNA တွေဘက်ကခန်းစစ်တွေခိုင်မာဆင်ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လဩဂုတ်လ16ရက်နေ့ကတက်မတော်ဖွဲ့ရီဟာကြောင်မဲမြို့မှာတံပြန်ထုတ်စစ်ဆင်လာတာကြောင့်စကန်သာမှာ အခိုင်အမာတက်ဆဲထားတဲ့ DNA တွေတက်တယ်စုပ်ခွာထွက်ပြေးသွားကြပြီလို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုတ်ကတော့နိုင်ငံတကာအခမ်းအနားတက်ရောက်ခြင်းဟာအကျိုးများစွာရှိတယ်လို့ယာယီသမရပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရုရှားနိုင်ငံကိုအလုပ်သဘောခီးရောက်ရှိနေတဲ့ပြောင်စုသမမြန်မာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနဲ့အင်းချမ်းသာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာစက်တင်ဘာလ26ရက်ဒေသစံတော်ချိန်ညနေပိုင်းက ရုရှားနိုင်ငံဆိုင်ရာမြန်မာတန်ယုံစစ်တပ်ရုံမိသားစုတွေပညာတော်သင်တင်နန်းသားတွေကိုရုရှားနိုင်ငံဆိုင်ရာမြန်မာတန်ယုံမှာပြည်ဆောင်အမှားသာပြောကြားခဲ့ပါတယ်။ပြည်ဆောင်ဘွယ်ကိုပြည်ဆောင်ဘွယ်ကိုဗဒုံမှုကြီးမရောက်နိုင်တဲ့အတူ ကော်မရှင်တွေ့ရင်မူတွဲဖက်အလုံးမှုဆောင်ချုပ်ဗဒုံကြီးရဲဝင်းဟူကော်မရှင်ဖွဲ့ဝင်နိုင်ငံသားဝင်ကြီးဌာနတူတော်သူဝင်ကြီးဦးသန်းစွေနဲ့ခီးစစ်မှာလိုက်ပါလာခဲ့တဲ့အဖွဲ့ဝင်တွေရုရှားနိုင်ငံဆိုင်ရာမြန်မာတန်မကြီး ဦးတင်လင်းအောင်မြန်မာစစ်တမ်းကြီးရီဗိုလ်မှူးချုပ်ကျော်စိုးဦးတာယုံစစ်တမ်းမှူးမိသားစုဝင်တွေပညာတော်သင်သင်တန်းသားတွေနဲ့တာဝန်ရှိသူများတက်ရောက်ကြပါတယ်။ဗိုလ်ချုပ်မှူးကြီးမြောက်လိုင်းကအမှားစကားပြောကြရမှာရုရှားနိုင်ငံဆိုင်ရာတာယုံစစ်တမ်းရုံမိသားစုပညာတော်သင်သင်တန်းသားတွေကိုတိတ်ဆုံရတဲ့အတွက်ဝမ်းမြောက်မိကြောင်းနိုင်ငံတော်ဆွေးရအနေနဲ့နိုင်ငံတကာမှာကျင်းပတဲ့အခြားထိပ်သီးစည်းဝေးပွဲတွေကိုတက်ရောက်ဆွေးနွေးနေတာတွေ့မြင်ရမှာဖြစ်ပြီးယခုလိုနိုင်ငံတကာ အခမ်းအနားတွေကိုတက်ရောက်ခွင့်ရတာဟာနိုင်ငံတော်ရဲ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေနဲ့ပကတိအခြေအနေမှန်တွေကိုသိရှိနားလည်ရမှာဖြစ်လို့ပြောကြားကြောင်းသိရပါတယ်။ဆက်လက်ပြီးဗကြုံမှုကြီးမြောင်းနိုင်ကတန်ယုံစစ်တန်ယုံမိသားစုပညာတော်သင်တင်နန်းသားအရာရှိတွေအတွက်စားတောက်ဖွဲ့ရနဲ့ဂုံပြုတ်ချင်းမြင့်ငွေတွေကိုပယ်ပြီးတန်မတ်ကြီးမြန်မာစစ်တန်ကြီးရေလီနဲ့ပညာတော်သင်တင်နန်းသားတွေကလက်ခံကြပါတယ်။အဲဒီနောက်မှာတော့ဗကြုံမှုကြီးမြောင်းနိုင်က တန်ယုံစစ်တန်ယုံမိသားစုတွေပညာတော်သင်တင်နန်းသားတွေကိုရင်းရင်းနှီးနှီးနှုတ်ဆက်ကြောင်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့နိုင်ငံတော် လုံခြုံရေးနဲ့အေးချမ်းသာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌနဲ့အိန္ဒိယနိုင်ငံကာဝေးဝန်ကြီးဌာနကာဝေးအတွင်းဝင်တို့နေပြည်တော်မှာတွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌတမတော်ကာဝေးဦးစည်းချုပ်ကာဝေးဦးစည်းချုပ်ကြီး ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်နဲ့အိန္ဒိယနိုင်ငံကာကွယ်ဝင်ကြီးဌာနကာကွယ်ရေးအတွင်းဝင်မစ္စတာရာချက်ကူမာရှစ်တိုဟာနေပြည်တော်မှာတွေ့ဆုံဆွေးနွေးကြောင်းသိရပါတယ်။စက်တင်ဘာလ26ရက်နေ့နံနက်ပိုင်းမှာနေပြည်တော်ရှိဗီယက်နမ်အရေးတာခန့်မှမှာနိုင်ငံတော်လုံခြုံရေးနဲ့အကြံတိုင်းကော်မရှင်တူကိုကထားတမတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်နဲ့အိန္ဒိယနိုင်ငံကာကွယ်ဝင်ကြီးဌာနကာကွယ်ရေးအတွင်းဝင် မစ္စတာရာဂျက်ကူမာရှစ်တို့ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။ထို့သို့တွေ့ဆုံဆွေးနွေးရမှာနှစ်နိုင်ငံအစိုးရနဲ့တက်မတော်နှစ်ရက်အကြာဆက်ဆံရေးများကောင်းမွန်လျက်ရှိတယ်။အချိန်နေများအိန္ဒိယမြန်မာနှစ်နိုင်ငံတက်မတော်နှစ်ရက်အကြာအပြန်အလှန်ယုံကြည်မှုလေးစားမှုချစ်ကြည်ရင်းမှုဖြင့်ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးတက်ဆောင်ရွက်နိုင်မယ့်ကိစ္စရပ်များနှစ်နိုင်ငံတက်မတော်ရက်အကြာတင်နန်းများဖွင့်လှစ်ပေးနိုင်မှုနဲ့နှစ်နိုင်ငံနေဆက်ဒေသ တင်ငင်အေဂျင့်ရေးတရားဥပဒေစိုးမိုးရေးလုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှစ်နိုင်ငံတက်မတော်ရဲ့အကြားကောင်းမွန်တဲ့တန်တမာဆက်တွေနဲ့ချစ်ချစ်ရင်းနှီးမှုများကိုဆက်လက်ထိန်းသိမ်းသွားမယ်ကိစ္စရပ်များနဲ့ဆက်နင်းပြီးဆွေးနွေးကြကြောင်းသိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်ဒလဒရာရေလမ်းကြောင်းခွင့်ပြုရေးကင်းလွန်းအမြင့်ကို44မီတာသတ်မှတ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မြန်မာကိုရီးယားချစ်ချစ်ရေးဒရာဒရာစီမံကိန်းရဲ့ ရေးလဲပင်မတရာတမဏိစူးစိုင်းများတက်ဆင်ခြင်းလုပ်ငန်းနဲ့ from traveler ဖြုတ်သိမ်းခြင်းလုပ်ငန်းဆောင်ရွက် PCB ဖြစ်ပါသဖြင့်တရာအောက်ရေလမ်းကြောင်းဖြတ်တန်းမောင်းနေရမဲ့ရေရင်များအလုံးအထက်ခွင့်ပြုရေလမ်းကင်းလုတ်ခွင့် permission L tap ကို ရေလမ်းရဲ့အမြင့်ဆုံးအမှတ် about the highest high water 54မီတာလို့2025ခုနှစ်အော်တိုဘာလ1ရက်နေ့မှာစတင်သတ်မှတ်လိုက်ကြောင်းမြမစိတ်ကန်းအာနာပိုင်းကအတိပေးချက် notice of marina မှာကြေညာထားကြောင်းသိရှိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ကြာပြန့်နဲ့ပတ်သက်ပြီးပြည်ပနိုင်ငံသား18ဦးထပ်မံဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကင်းပြင်းနယ်မြောက်ရီမြို့ရွှေကုတ်ကိုမဲထော်တလီ KK ပတ်နယ်မြေမှာ online လောင်းကစားမှု online လိင်ညာမှုများအပါအဝင်ဒူးစီအမှုများကျူးလွန်နေတဲ့ပြည်ပနိုင်ငံသား18ဦးကိုစက်တင်ဘာလ25ရက်နေ့မှာထပ်မံဖမ်းမိကြောင်းသိရပါတယ် အဆိုပါပြည်ပနိုင်ငံသားများထဲမှာနေပေါ်နိုင်ငံသား9ဦးအင်ဒိုနီးရှားနိုင်ငံသား9ဦးပြည်ုပ်နိုင်ငံသား4ဦးနဲ့ရုရှားနိုင်ငံသား1ဦးပါဝင်တယ်လို့သိရပြီး2025ခုနှစ်ဇန်နဝါရီလ30ရက်မှာစတင်ကစတင်မလာ25ရက်နေ့ထိပြည်ပနိုင်ငံသားပေါင်း9422ဦးထိစစ်ဆေးဖို့ထုတ်ထိန်းစည်းနိုင်ခဲ့ပြီး၎င်းတို့ထဲမှာ9313ကိုထိုင်းနိုင်ငံမှာတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ဥပဒေနဲ့လှုပ်ထုံးလုပ်နည်းများနဲ့အညီ ပြည်နယ်လွှဲပြောင်းပေးရခဲ့ပြီးဖြစ်ပြီးကျန်ရှိတဲ့ပြည်ပနိုင်ငံသားတရားရှိဦးကိုတက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တာကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စေရေးစီပွားရေးလူမျိုးသတင်းတွေတဲကထူးခြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြအကျမ်းမှရှင်လန်းကြပါသည်ခင်ဗျာ။